ဆိုတဲ့စကားလုံးကိုဖုံးဖို့ရှင်းပြမယ်ပမာရီနားလဲနေတာကိုကလူတယောက်ကိုချီကျောင်းလို့လိုက်ရင်ကိုချီကျိုးတယ်မှန်ပါဗျာအဲ့ဒါကိုဝုန်းနေတယ်လို့ယူဆတယ်မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်မှန်ပါဝတ္တဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောတာမဟုတ်ဘူးသူကဝတ်က၃မျိုးရှိတယ်မှန်ပါကိလေသာဝေကမ္မဝေဝိပါကဝေဝတ္တဆိုတာလေပတ်ပြီးဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့လေပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဘုန်းတော်လေပတ်တာလေအခု မနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်ညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလက်ပတ်နေတာပဲလေမှန်ပါဗျာလက်ပတ်မှုကိုဝတ္တလို့ခေါ်တယ်မှန်ပါအဲ့တော့ဘာလို့လက်ပတ်တာလို့ဆိုရင်ရှင်တဲ့ကလိုချင်တဲ့စိတ်တွေဖြစ်တယ်မှန်ပါကိလေသာမှန်ပါလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံကံရလာတယ်ဝိပါကအကျိုးမှန်ပါဗျာလိုချင်တယ်ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ် ကြိုးစားပြန်တယ်ဆိုတော့ဒီအကြောင်းအကျိုးကြီးကလက်ပတ်နေတာကိုဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရောက်အောင်လုပ်လို့ရလားဆိုတော့ဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရောက်အောင်လုပ်တယ်ဆိုတာကဒီခြေကလောက်ရတယ်သူကမှန်ပါဖြစ်ဝတ်ထဲမှာပဲနိဗ္ဗာန်ရောက်အောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာတွေကထွက်သွားပြီသူကမှန်ပါဖြစ်ဒီထဲမှာသူကလုပ်လို့ရဝတ်မလဲပဲဆိုတာတော့မဟုတ်ဘူးဝတ်ကတော့လဲ ဟုတ်လေတယ်ဆိုတာဗမာရိနားလေတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လက်မှုမျိုးပြောတာမဟုတ်ဘူးကိရိတာရှိရင်ကံဆိုတဲ့အလုတ်တရားရှိလာတယ်ကံရှိလို့ရှိရင် အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိရိတာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ်အဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလိုတယ်နော်အဲ့ဒီလက်ပတ်မှုကိုရက်တော်အောင်လုံးဝနေပါရဲ့ ဲ့တော့ရက်တော်လုံးတဲ့ဆိုဒီဘုထဲမှာပဲလုံးလုံးလို့ရတယ်ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်မှန်ပါဗျာကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရမှန်ပါကိလေသာនិရောဓေကမ္မនិရောဓောကိလေသာငြိမ်းမှကံငြိမ်းတယ်မှန်ပါဗျာကိလေသာငြိမ်းသွားရင်ကံငြိမ်းသွားတယ်ကံငြိမ်းသွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူးမှန်ပါဗျာအဲ့ဒါတွေကရောက်ချင်းပဲဖြစ်တယ်ပေါ့နော်ဟောတိကံဆိုတာက နားလည်အောင်ပြောရမယ်ဆိုရင် expire ဖြစ်တော့ပြောမှန်ပါ expire ဆိုတာ service နဲ့တတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူ expire ဖြစ်တာမှန်ပါဗျာဘာဖြစ်စီပဲဖြစ်ဖြစ်တတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာမှန်ပါဗျာဒါအဟောတိကံရဲ့အသေးပဲကကံနေတဲ့တော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်ဒီကစံတတိကုန်သွားပြီလို့ဆိုလို့တယ်ကံရဲ့စံတတိတခုကုန်သွားပြီ ကံကိုသူကသတ်မှတ်ထားတာရှိတယ်ကံတစ်ခုလုံးလို့ရှိရင်ဒီဘဝမှာအကျိုးပေးတဲ့ကံကိုထိတဲ့ဓမ္မဝိရဏိယကံလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ်ဟုတ်ပါဘူးနောက်ဒုတိယဘဝမှာအကျိုးပေးမဲ့ကံကိုဥပပစ္စဝိရဏိယလို့ခေါ်တယ်ဟုတ်ပါဘူးနောက်တင်းတော်တဲ့ဘဝတစ်ခုမှာအကျိုးပေးမဲ့ကံမျိုးကိုဒီအပရပရိယဝိရဏိယကံလို့ခေါ်တယ်အဲကံတော်မျိုးဒီဘဝမှာအကျိုးပေးမဲ့ကံက သူအကြောင်းအကျိုးမညီသည့်အတွက်ကြောင့်သူကအကျိုးထုတ်လို့ရမှာမထုတ်လို့ဘူးဒီဘွားကလည်းပြီးဆုံးသွားပြီဆိုရင်အဲ့ကံအဟောတိဖြစ်သွားအဲ့ဆိုအဲ့ကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်ဥပမာတစ်ခုဘုံကနားလဲအောင်ပြောရမယ်ဆိုလို့ရှိရင်ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်မဟုတ်လားကြားဘူးပါတယ်အဲ့အင်္ဂုလိမာလာလူတွေတတ်ထားတဲ့ပါဏာတိပတ္တကံမှန်ပါဗျာသို့တော့ကိလေသာတွေကိုသူပယ်လိုက်နိုင်တဲ့အတွက်ကြောင့် အဲ့ဒီကံတွေကဒီဘဝမှာပဲအကျိုးပေးနိုင်တယ်သူကနောက်ဘဝဆိုမရှိတော့ဟုတ်ပါဗျာသူကပါဆိုကိရိတာပြတ်သည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူကမရှိဘူးကံနဲ့ကိရိတာတွေမရှိနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူလှုပ်ထားတဲ့ကံတွေဟာစပယ်ရဖြစ်တယ်အဲ့ဒါဆိုရင် तू ကဒီဘဝမှာပဲ तू ရဟန်းပြုရင်အချိန်တော့ကခဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲအဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ်တယ်ပါဗျာပြီးသွားတယ်ဟိုမျိုးလို့ပေါ့ တတ်တတ်ကြောင်းကြာမှာတဲ့တို့ငြိမ်းချမ်းသာခွင့်နဲ့တရားလောက်နဲ့လွတ်သွားသလိုဖြစ်မှာပေါ့ကံကိလေသာတွေကိုဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ကံတရားကအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိလေသာနဲ့ကံပေါင်းဆက်မှတူအကျိုးပေးတော့မျိုးစေ့ပေါက်တာပဲချိန်နေမြည်နေရည်နဲ့တွေးပါပေါက်တယ်မဟုတ်လားမှန်ပါဗျာမှန်ပါမြည်နေရည်နဲ့မတွေးအောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးစေ့ကပေါက်တော့ဦးလေတဲ့ပါဗျာမှန်ပါအဲ့ဒါလိုပါပဲဟုတ်တယ်